Hello ဝါလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့ Manchester United ကတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲပေါ့ဗျာ Premier League မှာနောက်ထပ်ရှုံးပွဲတစ်ပွဲဂျုံတွေးခဲ့ပြန်ပြီပေါ့နော်ဆိုတော့ Wolverhampton ကကျွန်တော်အိမ်ဝင်းမှာကိုရီကို1-0ဆိုတဲ့ရလနဲ့အနိုင်ယူသွားတာဆိုတော့ DR ဒီမှာ Wolverhampton နဲ့တွေ့တဲ့နှစ်ကြိမ်မှာကျွန်တော်နှစ်ကြိမ်စလုံးရှုံးပါတယ်ပထမကြိမ် Wolverhampton ကွင်းမှာတော့1-0နဲ့ရှုံးတယ်ဒုတိယကြိမ်ကိုအိမ်ဝင်းမှာလည်း sorry ပထမကျော်တို့အိမ်ဝင်းမှာတော့ကျွန်တော်2စီးနဲ့ရှုံးတယ်ဒုတိယကျော်ကိုရီအခုလက်ရှိကစားတဲ့ပွဲမှာ1စီးနဲ့ကျွန်တော်ရှုံးတယ် Manchester United ရဲ့ဟိုတတော်ကိုရုပ်ပြက်ဆင်ပြက်ဖြစ်တယ်ဗောနော်ကျွန်တော်ကတော့ဗျာဘယ်လိုပြောမလဲယူပရိသတ်တယောက်အနေနဲ့တော့ဗောနော်ပရိသတ်တယောက်အနေနဲ့တော့ okay ငါတို့အတွက်ယူရိုပါလိဒီအရေးကြီးဆုံးပဲနော်ယူရိုပါလိဒီငါတို့အတွက်အရာရာပဲယူရိုပါလိမှာငါတို့အချင်းကြီးကောင်းမှငါ့ရာဒီလူလူသူလူဖြစ်မှာယူရိုပါလိမှာဖလားရမှာလူလူသူလူဖြစ်မှာဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးရင်တော့ ပရိသတ်တယောက်အတွက်ပေါ့ဗျာဘာမှတော့မျှော်လင့်မထားဘူးဒါပေမဲ့ပြည်တနာကကစားသမားတွေကပါသူကအဲ့လိုတွေးလိုက်ပုံရတယ်သိလားဟိုအထူးသဖြင့်ပေါ့နော်အမ်မိုရင်ရဲ့အချင်းကြီးကိုအမ်မိုရင်ကိုယ်တိုင်ကပါအဲ့သူအဲ့လိုကြီးပြောထားတာကိုအမ်မိုရင်ကပြောထားတယ်ဟိုဘယ်လိုပြောမလဲဟိုလူငယ်တွေကိုပဲအပြောင်းလဲတွေလုပ်ပြီးတော့ပေါ့နော်ကျွန်တော်တို့တာဒီပရီးမီးယားလေးမှာဦးစားပေးပြီးတော့သူကစားတော့မယ်ယူရိုပါလိကတော့ကျွန်တော်တို့ရဲ့ဦးစားပေးဖြစ်တဲ့ဆီနီယာပလေးယာတွေနဲ့ကစားမယ်ကျွန်တော်တို့ရစ်တွေယူမှရမယ်ဆိုပြီးတော့သူပြောလိုက်တော့ ကိုကစားမတွေမှာပရိမားတွေမှာငါတို့ရှုံးလဲဘာမှမဖြစ်ပါဘူးကွာဆိုတဲ့ပုံစံမျိုးတွေးလိုက်ပုံရပါတယ်။ဘာလို့လဲဆိုတော့ခါတိုင်းလူမျိုးပေါ့နော်။ Okay ငါတို့တော့နိုင်မဖြစ်မယ်ဟေ့ဆိုတဲ့ဘယ်လိုပြောမလဲဒီဘယ်လိုပြောမလဲ။ဟောမမြင်ရဘူးဗျာနော်။နိုင်ဖို့နိုင်မဖြစ်မယ်ဟေ့ဆိုတဲ့ပုံစံမျိုးနဲ့အမှန်ကန်နိုင်ဖို့ကျူးပန်းနေတဲ့ပုံစံတွေလက္ခဏာတွေကျွန်တော်မတွေ့ရဘူး။နော်အေးအေးဆေးဆေးပဲလေကစားနေကြတာပထမပိုင်းလဲကျွန်တော်ကြည့်ပါလားဒုတိယပိုင်းလဲကျွန်တော်ကြည့်ပါလားအားလုံးကအေးအေးဆေးဆေးပဲကစားနေကြတယ်ညီမတော့ဟိုဘယ်လိုပြောမလဲဒီပွဲကို နိုင်နိုင်တဲ့အခြေအနေတွေကျွန်တော်တို့ဘောနော်ရှိခဲ့ပါတယ်တကယ်ပြီးတော့ကစားတာတွေကကျွန်တော်ဒီနေ့ပေါ်မှာတော်တော်လေးသဘောကျတယ်ဒါပေမဲ့လို့ကိုယ်ကစားသမားတွေမှာကဘောနော်အော်ငါတို့တော့ဟိနိုင်မဖြစ်ပါမယ်ဟိဆိုတဲ့ခန်းစားချက်မျိုးသူတို့မရှိခဲ့ဘူးကျွန်တော်တို့ကြည်တာဘောနော် AC ပဲသူတို့ကစားသွားတယ်ခါတိုင်းပွဲတွေလို့တော့ကျွန်တော်မဟုတ်ဘူးကစားတာဒီနေ့နော်တိုက်စစ်တွေညံ့လို့နော်ဒီလားသူကလည်းသူကဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်တို့တိုက်စစ်ကိုကျွန်တော်ကြည့်တော့လေဘယ်လိုပြောမလဲဒီနောက်လူငယ်ဆိုတော့ဗျာဖရက်ဒရစ်ဆင်ပါမယ်ပြီးရင်ကျွန်တော်တို့အနေနဲ့ဒါဟယ်ရီအာမက်စ်ပါမယ်ဒီလောက်ပဲ ကျွန်တော်တွေအကုန်လုံးကစီနီယာပလေယာတွေကြီးပဲရဲ့အပြောင်းလဲဟာကျွန်တော်တို့အနေနဲ့ပေါ့နော်ရှိပြီမဲ့လေလူငယ်ကစားမစလို့နှစ်ယောက်ပဲပါတယ်ဆိုတော့အဲ့ဒီလူမျိုးအချင်းကြီးကဝူပန်ဟန်တန်ကိုတော့ကျွန်တော်တို့အနေနဲ့နိုင်အောင်ကျူးပန်းခဲ့တင်တာဟိုအမှန်ပါတဲ့ဝူပန်ကနန်းကလက်တလို့အရနိုင်ပွဲတွေဇက်တိုက်ရှိနေတော့အချင်းကြီးတွေသူတို့ကောင်းနေတာပေါ့နော်မှန်တယ်ဒါပေမဲ့လေလို့ကျွန်တော်ပြောချင်တာကကိုအသင်းမှာကိုကအခွင့်အရေးတွေရခဲ့ရတဲ့တဲ့ကိုရီကပေါ့နော်အတုံးမချနိုင်ဘူးကစားမရစီမာလဲโอเคငါတို့တော့ဟေ့ပရီးမီးယားလေးမှာဒီမှာတော့နိုင်မဖြစ်ပါမယ်ဟေ့ဆိုတဲ့ပုံစံမျိုး အမှန်ကန်ကျူးပန်းကြတာမျိုးကျွန်တော်မရှိဘူး။ဥပါရဏဆိုလို့ရှိရင်ပထမပိုင်းမှာဆိုလို့ရှိရင်ဒီကောင်တွေကိုပေါက်ကန်သူတို့ဒီချိန်ပဲရှိတာဗျာ။ကိုပေါက်တော့မတည့်ဘူး။ Nelson Simido area ထိတ်ကနေမြန်လှန့်ကန်လိုက်တဲ့လုံထောင်းတက်သွားတာ။ကိုရီဆိုလို့ရှိရင်တကယ်ကောင်းတဲ့ chance တွေကျွန်တော်ရခဲ့တယ်။နော်အသုံးမချနိုင်ဘူးပေါ့နော်။ဟိုဒီကိုပေါက်ကန်သူတို့ကျွန်တော်ဒီဘက်မှာ၁၂ချိန်ကြီးကျွန်တော်ရှိတယ်ဗျာ။၂ချိန်ကိုပေါက်တည့်တယ်ဗျာ။တကူးမှန်ကျွန်တော်မရဘူး။အင်မီနန်နီးစပ်ခဲ့တဲ့လုံတွေအများကြီးပဲနော်။မီဆန်မောင်းရဲ့အလုံတွေ၊ဖာနန်ဒက်စ်ရဲ့အလုံတွေ ပြီးလို့ရှိရင် Rasmus Hoyland ဖြင်းခဲ့တဲ့အလုံးလေး Hoyland ကတော်တော်ကိုဖြင်းတာဒီပွဲမှာနော် Wolverhampton ဆိုလို့ရှိရင်၄ကာကန်နဲ့၂ချိန်ဂိုးပေါက်တက်တယ်ဂိုးဂိုးတယ်ဒီညမှာ Pablo Sarabia ရဲ့အလုံးကတော့ဗျာကန်သွားတာကောင်းပါတယ်ဒါပေမဲ့လို့ဂိုးသမား Andre Onana အနေနဲ့ဒီချက်ပေါ့နော်ကျွန်တော်တို့နေတာပို့ပြီးတော့ဒီဘယ်လိုပြောမလဲကိုပိုကောင်းတဲ့ဝေါ်တဲတာလုတ်ခဲ့ရမှာ Onana လိုအပ်ချက်တွေများတယ်နော်ကျွန်တော်ဒီပွဲမှာသူ့အတွက်ဂိုးပေါက်တက်တာတော့မှ၂ချိန်ပဲရှိတယ်ဗျာဒီလားတစ်ချိန်ဆိုဘာမှတော့မဟုတ်ဘူးနော်ဒုတိယချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ ဒီခဏက free kick ကန်တဲ့လုံးဆိုလို့ရင်တူတဲတဲ့ wall မှာလူတွေကိုနေရာခြားတောင်းမှုတွေတောင်မှကျွန်တော်ကြည့်ပါလားနော်ဘလူတွေပြီးလို့ချင်းဝေါ်ကိုလည်းဘလူကြီးတယ်မှန်းလည်းမသိဘူးပြသေးလားဆိုတော့ဟိုလိုအပ်ချက်ကကြီးပါတယ်နော် free kick ကောင်းတာမှန်ပြီပဲလိုအပ်ချက်ကတော့ကြီးတယ်တယ်မှာပါပါတယ်ဆိုတော့ဟိုဒါကြောင့်ပေါ့နော်အခွင့်အရေးတွေအတုံးမချနိုင်တာကကိုရီကိုအများကြီးစကားပြောသွားတယ်လို့ကျွန်တော်ထင်တယ်ဒါပြီးလို့ချင်းကျွန်တော်တို့ fan discussion ကျွန်တော်တို့ရှိပါတယ်နော်ဆိုတော့ဟိုဒီမှာပေါ့နော်ကျွန်တော်သဘောကျတာဆိုလို့ Harry Armas ကဒီပွဲမှာတော်တော်လေးကောင်းတယ် ။ Area Mass နဲ့ဒါ Frederick Sin တို့ဘောနော်ကျွန်တော်သာ၂ယောက်စလုံးမိနစ်90အပြည့်ကစားသွားတယ်။ကျွန်တော်တော်တော်လေးဝမ်းသာတယ်။ Area Mass ဆိုလို့ရှင်ဖြတ်တင်ဘောတွေတော်တော်ကောင်းတယ်။နော်ဖြတ်တင်ဘောတွေပြီးတယ်။ဂါနာချူတို့ဘာလို့လဲသူတွဲပြီးတော့ကစားနိုင်တယ်။တော်တော်လေးလည်းအလုပ်ဖြစ်တယ်ဘောနော်။အဲလူငယ်ကစားမလေးပဲတဲ့ Center Back က Frederick Sin ဆိုလို့ရှင်လည်းပဲအမားတွေဘာတွေကျွန်တော်ဒီနေ့မှလုံးဝမတွေးကြရဘူး။နော်အမားတွေလုံးဝမတွေးကြရဘူး။ အရေးကြီးတဲ့ပွဲဖြစ်ပြီးမဲ့လေလို့သူ့ဟာနဲ့သူပေါ့နော်သူပထမဆုံးစီနီယာအသင်းကြီးအတွက်ကစားတဲ့ပွဲမှာသူတီတီငင်ငင်ပဲတုံ့ပြန်နိုင်ခဲ့တဲ့အမြင်ပေါ်တွေလည်းသူလုံးဝအဲဘယ်လိုပြောမလဲသူရှင်းနိုင်နေပေါ့နော်အခေါင်းတွေတိုက်နိုင်နေဘောလုံးပိတာတွေကလည်းအမှားတွေကျွန်တော်မရှိဘူးဆိုတော့ဒီလူငယ်နှစ်ယောက်ကတော်တော်ကိုချီးကျူးဖို့အကောင်းဆုံးလို့ပြောရမယ်ဟယ်ရီအာမက်ဆိုလို့ရှိရင်ဒီပွဲမှာတော်တော်ကောင်းတာအဲ့ဒီပဲချက်ကနယ်ဆန်စီမီတို့ဘာလို့ဒီပွဲထူးထူးခြားခြားဘာမှမလုပ်နိုင်ခဲ့ဘူးเนาะပြီးလို့ရှိရင်မွန်တက်စီတို့ဘာလို့ဘာမှမလုပ်နိုင်ခဲ့ဘူး နော် Harry Hamas ဆိုလို့ရှိရင်သူကခနာကိုလေးတီးပြီးမဲ့လေလို့ခနာကိုကိုတုံးပြီးတော့ကာကာပြီးတော့ကစားတာလေးကတော်တော်ကောင်းနေဖြတ်တင်ဘောလေးဆိုဒီကောင်လေးကကောင်းနေတော့သိလားနော်ဒူဂူတို့ဘာလို့စီကမမြင်ရတဲ့ဖြတ်တင်ဘောလေးဒူဂူက left wing back မှာကစားရင်အဲ့လိုမျိုးတွေမမြင်ရဘူးဒါပေမဲ့ Harry Hamas ကဒီနေ့ပွဲမှာအဲ့ဖြတ်တင်ဘောလေးတော်တော်လေးကောင်းနေဆိုတော့တန်တဲ့ဘောနော် Lindelof တို့ဟို Mazraoui ကလည်းတခါတည်းကောင်းနေတယ်မဲ့လို့တာမန်မဲလို့ကျွန်တော်ထင်တယ်ကွင်းလယ်မှာလည်းပဲဥကာတီတို့အဲရစ်ဆင်တို့ပေါ့နော်ဒါဥကာတီကိုတော့ကျွန်တော်တို့ကအချီနီရအနာပေးရတယ်ပေါ့ဗျာ အဲမဲ့ Ericsson ကတော့သူတို့ပွဲမျိုးကျွန်တော်တို့ဒီ senior player တချို့ကိုအနားပေးထားတော့မှသူ့ကိုကစားခွင့်ပေးရတာဆိုတော့ Ericsson ကိုကျွန်တော်ပွဲချိန်ပြေးတုံးတယ် Ericsson ကိုလည်း free kick တွေပါတယ်တက်တက်မြဲပါလဲဒီပြင်တောင်းကန်ပေါ်ဒီကန်နာရီလောက်ကလွှင်းရင်အများကြီးတူတူကြာမလုံးနိုင်ခဲ့ဘူး Resmel Khwailan လုံးဝမပိတ်နိုင်ခဲ့တဲ့နောက်ကျသွားတဲ့ Fernandez ရဲ့ Ericsson ရဲ့ကာနာချူရဲ့အတွဲလုံးကနေတစ်ဆင့်လာတာလေးကတော့ Ericsson ကစားလာတာကမဆိုးဘူးဗောနော one touch clear နေနဲ့ဆိုတော့ကာနာချူကတော့ဒီနေ့ပွဲတိုက်စစ်မှာတော်တော်ကောင်းပါတယ်ကောင်းနေဆိုတာကဟိုဘယ်လိုပြောမလို့ တယောက်ချင်းတယောက်ကြော်တာတွေလွှားတာတွေချန်ခရီလောက်တာတွေပေါ့လေဒီနေ့ပွဲမှာဆိုလို့ရှိရင်သူချန်ခရီရှင်နေသူလောက်သွားတယ်သူယုံသွားတယ်ပေါ့နော်မိနစ်90လေးသူအပြည့်ကစားသွားတယ်သူတော်တော်လေးယုံသွားတယ်ဒါပေမဲ့လို့တိုက်စစ်ကကျွန်တော်အသုံးမချနိုင်ဘူးเนาะဆိုတော့ဒိုဂူဆိုလို့ရှိရင်လည်းပဲတာမန်ပါပဲထူးထူးခြားခြားကြီးကျွန်တော်မရှိဘူးပေါ့နော်ဟိုဒါလာတို့ဘာလို့ဝင်လာမှပဲပိုးဆိုးသွားတာအဲ့ဒီပဲချက်ကဒူဂူလူတော်တို့ဘာမှမတွေ့ရတာကိုဖြစ်သွားတာတိုက်စစ်မူရက်စမော့ခွိုင်လန်ကတော့တော်တော်ဆိုးတယ်ခွိုင်လန်ကတော့ကျွန်တော်တော်တော်ဆိုးတယ်ဗျာဒီလားဒီပွဲမှာ နော် white line ကတော့ကျွန်တော်တို့တော်တော်ဆူးဆူးပဲပြေတနာကဗျာကောင်း white line ကကောင်းနေကောင်းတဲ့အောင်ကြီးရှိရတဲ့နေချုပ်ချုပ်ချက်ချက်ဒီတအားလှုပ်ချင်တာနော်ဒီဘွဲဆိုတော့ကျွန်တော်အဲ့ battery ဒူကူမပြီးတဲ့လုံတအားတင်းတာသိလားပြီးဟိုဘယ်လိုပြောမလို့ Harry Amex ရဲ့ Ericsson ရဲ့ Garnacho ရဲ့ခက်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 လှုပ်လာတဲ့လုံသူကိုယ်တိုင်ကလည်းအဲ့ဒီခန်းစစ်ကိုမင်းလှလာပပကြော်လာတာနော် flick လေးနဲ့ကြော်လာတာကြော်လာပြီးတော့တယောက်တည်းဆွဲပြေးသွားတာဗျာဟောအဲ့ဒီမှာဆိုရင်အလဲမ menu ပါတယ် ို့ဘက်ချက်မှာကျွန်တော်ပက်ထရစ်ဒူကူပါတယ်ပေးလို့ရတယ်နော်ပေးလို့ရတယ်မပေးဘူးမပေးဘူး20စက္ကန့်လောက်ဒီကောက်မှာအချိန်ရတယ်ဗျာဖလန်ပေးလိုက်လို့မပေးဘူးဗျာဟုံးဆို20စက္ကန့်လေးဖြစ်လာရောဟိုကောင်ဖြတ်သွားရောကျွန်ပြောရကြညာချီတန်တယောက်ကနော်ညာချီတန်တယောက်ကဘယ်နဲ့ဟိုဘက်ချက်ကိုလှမ်းပြီးတော့မပေးနိုင်လို့ဆိုလို့ရှိရင်ထားအောင်တော့ပြဿနာမရှိဘူးနားလေလို့ရသေးတယ်ဒါပေမဲ့လို့ဗျာကိုကကိုကိုတိုင်းကဘယ်ချီလေးဖြစ်တယ် ူရထားတဲ့ position angle ကလည်းဥဘက်က patrick duku နော်ကျွန်တော်လှမ်းပေးလိုက်လို့ရတဲ့အနေအထားမျိုး duku ကလူကျုံမနေဘူးနော်ဝေးကြီးပဲဥဘန်နဲ့နောက်တန်းတယောက်လုံးရှိနေတယ်ပြဿနာကအဲ့နောက်တန်းမှတ်မိအောင်လို့ဟိုဘက်ကဂိုးသမားလည်းတက်ပြီးတော့လာဆွဲလည်းမှတ်မိအောင်ပေးလိုက်လို့ရတယ် professional ကစားမတယောက်တွေအဲ့ဒါဟာအယူရှင်းဆုံးပဲအဲ့ဒါကိုမပေးနိုင်ဘူးအဲ့ဒါကိုမပေးနိုင်ဘူးကျတော့တော်တော်စားတယ်မင်းအဲ့အဲ့လုံကတအားညံ့နေပြာဒီလားအဲ့လုံတအားညံ့နေသူလုံကပေးကိုပေးရမှာ ဆိုတော့သူ့စီကိုမင်းဘောလုံးနေမပေးရင်ကျတော့မင်းစိတ်တေးတူဒေါသတွေထွက်နေတာသိလားသူ့ပေးတော့ကျတော့ဘာမှလုပ်မရဘူးသူကိုယ်တိုင်ကပေးလာဆိုတော့လေအဲ့လိုမျိုးအလုံးနေကျတော့မပေးဘူးတကယ်တမ်းကတအားတုံးတာနော်အဲ့လိုအလုံးဆိုတာမျိုးကတော်တော်နှမျောဖို့ကောင်းတာပြီးရင်လည်းပဲကျွန်တော်တို့ဒီအဲဘယ်လိုပြောမလဲဖန်တီးပေးတဲ့အလုံးနေကျွန်တော်ရှိတယ်ဗျာသူချော်ပိတ်တာတွေသူပိတ်တာလိုသွားတာတွေပြီးရင်လည်းပဲပက်ထရစ်ဒူဂူရောဘာတို့နော်ကျွန်တော်ပထမပိုင်းမှာဖြတ်တင်ပေါ်လေးတွေကျွန်တော်ပေးလိုက်တယ်အီဒီယာထိတ်ကနေပြီးတော့အသားလေးမပေးတာလေးတွေခေါင်းတိုက်ဖို့အတွက်မင်း position အမှန်မှရှိမနေဘူးနေရာမယူတတ်ဘူး ေးတာနေရာမယူတဲ့ဘူးဒါကြောင့်ကျွန်တော်ကတော့ဗောနော်ဟိုနီးပြအနေနဲ့လာမယ်ပွဲဒီမှာဆိုလို့ရှိရင်ဒါကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဘလို့ပဲဖြစ်ဖြစ်ဟိုလူငယ်ကစားမလေးပြည့်တဲ့ခြေတို့ကိုပို့ပြီးတော့နေရာပေးသိမိလို့ကျွန်တော်ထင်တယ်အခုကတော့ဗောနော်သူထင်ပါတယ်လာမယ်ပွဲကဘာဘုံမောင်းနေလားမသိဘူးနော်ဟိုအများကြီးပူကောင်းတယ်နော်ဥပန်းနဲ့တဲ့သူဘုံမောင်းတဲ့ပွဲအတွက်သူခြံထားတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေ။နော်ဘုံမောင်းတဲ့ပွဲမှာ Resmus ကိုအနာပေးမယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဘီဘာဝင်နဲ့ပရမကျော်နီးနေပြီကိုအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့အနေနဲ့လက်ရှိ ရက်စမတ်တို့ကိုဒီပွဲကိုထက်အဲ့ဒီဘုံမောင်းတဲ့ပွဲကိုနားပြီးတော့ချီတူတို့ကိုထက်အဲ့လိုမျိုးမြင်ရလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်။နီးစက်တဲ့ပွဲကြမှာသူဘယ်တော့သူအနာပေးလိမ့်မယ်လို့ထင်တယ်။ဒါပေမဲ့လို့ချီတူတို့ကိုနေရာပေးလိုက်တော့ရက်စမတ်နဲ့ပတ်သက်လို့အဲ့လောက်ကြီးကြီးတုံးနေတာမျိုးကတော့မင်းလက်ခံလက်လက်သင့်ခံစရာမကောင်းတော့ဘူး။တော်တော်ကြီးကိုညံ့လုံးအားကြီးနေပြီဗျာဒီလား။နော်ဒါကြောင့်ကျွန်တော်ကတော့ဟိုဒီပွဲနဲ့ပတ်သက်လို့ပရိသတ်တယောက်အနေနဲ့တော့ကိုကတော့ရှော့ထားတာပေါ့လေ။နော်တကယ်တမ်းလဲကိုအသင်းကနော်အမြဲတမ်းဒီလိုမျိုးရှိမှအချင်းကြီးကောင်းပြီးပြီဆိုနောက်ဘက်ကတိုင်ပက်လေးရှိတယ်ဆိုတော့သိကြတာကို နီးပြကိုတိုင်လည်းเนาะအာဒီပွဲမှာတော့ငါတို့က risk ယူပြီးတော့ကစားတော့မယ်လူငယ်တွေနဲ့ဒီတယ်မလားเนาะ Europa League တို့ Europa League ကိုပဲအယုံဆိုင်တော့မယ်ဘာညာတွေပြောထားကြတဲ့အခါကျတော့ကိုကအများကြီးစိတ်လျှော့ထားတာဒါပေမဲ့ကစားမားတွေကပဲအဲ့လိုလျှော့လိုက်တဲ့ပုံစံပဲเนาะဒါတော့မပါဘူးဘရူနိုမပါဘူးဗျာเนาะကက်စမီရိုမပါဘူးဗျာနောက်ပြီးလို့ရှိရင်အဲဒါပဲဒါပဲဒါပဲထူးထူးခြားခြားအများကြီးမရှိဘူးအဲ့လောက်လေးပဲပြောင်းလဲထားတာလူမှမရှိတာဘူးเนาะဒါပေမဲ့ပြောချင်တာကအဲ့လိုမျိုးအပြောင်းလဲလောက်နေတော့မင်းအချင်းကြီးကကောင်းသိနေတာ တော်နှမျောစရာပါဒီညပွဲကကျွန်တော်ဟိုနိုင်ဖို့အတွက်ဗောနောအခွင့်အရေးတွေလုံလုံလောက်လောက်ရှိခဲ့ရတဲ့အတန်းနဲ့ကျွန်တော်မနိုင်ခဲ့တာပထမပိုင်းကတော်တော်ပြင်းတာနှစ်သင်းစလုံးကပထမပိုင်းကတော်တော်ကိုပြင်းစရာကောင်းတဲ့ပွဲအဲဒုတိယပိုင်းကျတော့အချင်းကြီးကောင်းရတဲ့အတန်းနဲ့ဗောနောအချင်းကြီးကျွန်တော်တို့ဒါပိုပြီးတော့ကိုဘက်ကကျိုးဂိုးရီမသွင်းနိုင်ဘူးဆိုတော့တိုက်စစ်ကတော်တော်လေးကိုညံ့ပါတယ်နော်တိုက်စစ်ကတော်တော်လေးညံ့နေဆိုတော့အခုလက်ရှိကျွန်တော်တို့ဒါအဆင့်ရက်တီမှုကတော်တော်ကိုရှက်စရာဖြစ်နေပြီကျွန်တော်တို့လက်ရှိမှာဆိုလို့ရှိရင် เนาะအဆင့်ကကျွန်တော်တို့ဒါအဆင့်14မှာဗောနော်အဆင့်14မှာဒါစပါးလို့ဘာလို့မကန်သေးဘူးเนาะစပါးလို့ကကန်လို့နိုင်သွားတယ်ဆိုလို့ရှိရင်ကိုရီကိုကြော်တက်သွားပြီးတော့ကိုရီကအဆင့်15တွေဘာတွေရောက်လာမှာဆိုတော့ Ipswich က Ipswich ကတန်ဆင်းသွားပြီထင်ပါတယ်ဒီလား Ipswich ကဒီနေ့ပွဲစဉ်သူရှုံးနေဆိုတော့တန်ဆင်းသွားပြီထင်တယ်တန်ဆင်းသွားပြီဆိုတော့အဲတည်ကြတယ် Ipswich ရဲ့ Leicester ရဲ့เนาะ Ipswich ရဲ့ Leicester Leicester ကတော့ကျွန်တော်တို့နေဒီဟိုအကြံသေးတယ်တပွဲကြံသေးတယ်ဗောနော် ပေမဲ့သူတို့အကုန်တန်းဆင်းသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ကကနန်းတင်ချာရတော့တန်းတော့မစင်းတန်းတော့မစင်းနိုင်တော့ဘူးပေါ့လေနော်တန်းတော့မစင်းနိုင်တော့ဘူးပေါ့ဒါပေမဲ့လို့ဗျာယူနိုက်တက်ကရေးအဆင့်14အဆင့်15အဆင့်16နဲ့ယာစီသိန်းတည်းဟိဆိုတာမျိုးကတော်တော်ကြီးကိုကျွန်တော်တို့ပေါ့နော်ရုပ်ပြက်ဆင်းပြက်ကြီးပေါ့အဲ့လိုမျိုးကြီးကတော့ဒါလက်တင်ခံစရာကောင်းတဲ့နေရာမှာတော့မပါဘူးပေါ့လေအတင်းရဲ့တမိုင်းတစ်လျှောက်မှာအဆူဝါးဆုံးကာလလို့တော့ကျွန်တော်တို့ပြောလို့ရတယ် နော်တိုင်မစင်းရုံတမယ်ပဲရှိတာပြသေးတာဒါကြောင့်ယူရိုပါလိကလည်းတအားအရေးကြီးတယ်ဆိုတာအဲ့ဒါကြောင့်ပေါ့တိုးတိုးလည်းပဲလက်ရှိပရီးမီးယားလိမှာတော့ကျွန်တော်တို့ကတော်တော်ကိုစုစုဝါးဝါးလေးမှာကျွန်တော်ပါတယ်ပေါ့နော်ဝူဘာဟန်တန်နဲ့လက်ရှိကျွန်တော်တို့ကအမှတ်တူ goal difference ကြောင့်ပဲကျွန်တော်တို့ကနေနေရှေ့ရောက်နေတာနော်အချိန်ကြီးကကျွန်တော်တို့အဲ့လောက်ကြီးကြီးကျွန်တော်တိုင်ပတ်သွားပြီနော်အစင်အဲဆက်နှစ်က Crystal Palace နဲ့တော့မှကျွန်တော်တို့ဒါလိမှက်လောက်ကျွန်တော်တို့ကွာတယ်ပဲသိလားအချိန်ကြီးကအဲ့လောက်ကြီးကျွန်တော်တို့မစုနော်တိုင်ပတ်နေတာဆိုတော့ဒါကြောင့်ကျွန်တော်ကတော့အဲပရိသတ်တယောက်အနေနဲ့တော့တိတ်တော့တော့နော်မျိုးလင်းမထားတဲ့ပွင့်ပြူပြည့်တဲ့ဘာမှတော့မဖြစ်ဘူး ဆိုတော့ပဲအသင်းဘက်ကကျွန်တော်ကြည့်ရင်ဒါကြီးကတတူကိုလက်သက်မခံစရာကြီးပါဝူဘန်နဲ့လိုအသင်းမျိုးကိုနှစ်ကြောတွေ့တာနှစ်ကြောစလုံးရှုံးနေတော့ပြီးလို့ရှိရင်9နိုင်တိုက်တဲ့ပွဲစဉ်မျိုးဖြစ်ခဲ့ရတဲ့တဲ့မနိုင်ခဲ့တာကတော့တတော်လေးကိုပြောစရာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ညီဘွဲတော့ကျွန်တော်တက်ပြီးတော့ပြောစရာမရှိတော့ကျွန်တော်အများကြီးမပြောတော့ဘူးခဏနေလို့ရှိရင်7မိနစ်တော်ရင်ကျွန်တော်ပြန်တွေ့ကြပါမယ် fan discussion မှာအဲ့ဒီမှာညီကတို့ဒါ AACC ကျွန်တော်ပြောလို့ရတယ်အဲ့ဒီမှာပြန်ပြီးတော့တွေ့ကြပါမယ်ဆိုတော့ကြီးကြီးအားပေးတဲ့ညီကအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်